ရေဒီယိုကိုနားဆင်အားပေးနေကြတဲ့ပရိသတ်များလုံးဝမင်္ဂလာပါရှင်။အခုလိုချိန်ခါတိုင်းမှာပရိသတ်တွေအတွက်တင်ဆက်ပေးနေတဲ့ podcast ပိုင်းဖြူးစုဆိုတဲ့အစီအစဉ်လေးကိုတင်ဆက်ပေးသွားပါရမယ်။ဒီကနေ့မှာတော့ပရိသတ်တွေကိုဖတ်ပြပေးဖို့ရွေးချယ်ထားတဲ့စာအုပ်လေးကတော့ဆိုင်းဆရာမနနိုင်စနေကအင်တာနက်ပေါ်ကသူကြိုက်နှစ်သက်တဲ့စာစုတွေကိုဖတာပြန်ပြီးတော့ရေးသားထားတယ်။နေကြပန်းလေးတစ်ပွင့်လိုပြုံးပါဆိုတဲ့စာအုပ်လေးတွေကအကြောင်းအရာလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်။ ဒီကနေ့မှာဖပြပေးဖို့ရွေးချယ်ထားတာကတော့ပန်းစကားတဲ့ပန်းချိုကနေမှပွင့်ပြီးညမှအိတ်တယ်။ပန်းချိုကညမှပွင့်ပြီးနေမှအိတ်တယ်။မတူတဲ့ပန်းကအိတ်တဲ့ပုံစံလည်းမတူဘူး။အိတ်ချိန်လည်းမတူဘူး။အိတ်ချိန်အတူအရှည်လည်းမတူဘူး။ပန်းချိုကအိတ်နေရင်ညင်ညင်သာသာဟောက်တတ်တယ်။ န်းတွေလည်းအိတ်တက်ပါသလားတနေ့ကကလေးမလေးတယောက်နဲ့သူ့မိမိရဲ့စကားတန်တချို့ကို ကျမကြားလိုက်တယ်ပန်းချွေတယ်ဆိုတာပန်းအိတ်ပျော်သွားတာလားမိမိဟုတ်တယ်ပန်းအိတ်ပျော်သွားတာဒီလိုဆိုသူ့အဖေအချိန်နိုးလာမှလဲနောက်နှစ်ຫນွေဦးမှာပေါ့ဒီလောက်အချိန်ကြာကြီးသူ့အိတ်သွားတယ်ပေါ့တကယ်တော့ပန်းအိတ်ရင်ຫນွေဦးလည်းအိတ်သွားတယ်

မနက်ခင်းတိုင်းကကြာပန်းပွင့်တဲ့အချိန်ဖြစ်တယ်။တကယ်လို့ကြာပန်းတပွင့်ဟာမနက်ခင်းပိုင်းမှာကို့အပြုံးကိုမပွင့်လန်းဘူးဆိုရင်နေခင်းညခင်းရောက်လဲသူဟာမပွင့်နိုင်တော့ပါဘူး။ညဆိုရင်ပိုးလိုတော့မပွင့်တတ်တော့ပါဘူး။ဒီကနေ့မနက်မှာပွင့်တဲ့ကြာပန်းကမနေ့ကပွင့်တဲ့ကြာပန်းမဟုတ်ဘူး။မနက်ပြန်ပွင့်မဲ့ကြာပန်းလည်းမဟုတ်ဘူး။တခြားနေရာဒေသကနေပွင့်တဲ့ကြာပန်းလည်းမဟုတ်ဘူး။ကြာပန်းတပွင့်တိုင်းမှာ သူ့ကိုယ်ပိုင်တမှုထူးကြတာတွေရှိတယ်။ကြာပန်းတပွင့်တိုင်းကကဘာပေါ်မှာတပွင့်နေရှိတယ်။ပန်းပွင့်တပွင့်တိုင်းဟာတစ်သက်မှာတစ်ခါသာပွင့်ရတယ်။ဒါကြောင့်သူဟာလေးနေရတယ်၊ခယူးဆိုင်ရတယ်၊အမှုမဲ့မဖြစ်ရဘူး။မလွဲချော်ရဘူး။လွဲချော်ရနဲ့ပန်းပွင့်ခြင်းဆိုတဲ့အခွင့်အရေးကိုဘတော်မှရမှာမဟုတ်ဘူး။ပန်းပွင့်တဲ့နေ့ကပန်းရဲ့အမွေနေ့ဖြစ်တယ်။ ပန်းရဲ့ထိမ့်မတ်နေဖြစ်တယ်။ပန်းရဲ့နှစ်သက်ဖြစ်တယ်။ပန်းမှလည်းအုံနောက်ချောက်စရာ၊စိတ်ညစ်စရာတွေရှိတယ်။ပျော်ရွှင်စရာ၊ဝမ်းနည်းစရာတွေရှိတယ်။ဒါပေမဲ့စိတ်ညစ်လို့ဝမ်းနည်းလို့စိတ်ရှုပ်လို့ဆိုပြီးသူတို့ဟာသူတို့ရဲ့မွေးရနံ့ကို ထုတ်လွှင့်ဖို့မမေ့ကြဘူး။သူတို့ရဲ့အလားတရားကို ထုတ်ဖော်ဖို့မမေ့ကြဘူး။ဒီလောကမှာပန်းပွင့်ဖို့မေ့သွားတဲ့ပန်းဆိုတာမရှိပါဘူး။ ပန်းတွေကຫນွေဥရတီမှာပဲပွင့်လန်းတယ်လို့တချို့ကဆိုတယ်။အဲ့လိုလည်းမဟုတ်ပါဘူး။ຫນွေမှာဆိုရင်နှင်းစီပတောက်လက်ပံတွေဝေးဝေးဆဆဖူးပွင့်နေ။မိုးမှာဆိုရင်ကနမာစပယ်စီစဝါတွေလက်လက်ပပဖူးပွင့်နေ။ဆောင်းမှာဆိုရင်ချယ်ရီခရစ်စမတ်ရွက်လာမတ်မွန်ပန်းတွေဖူးပွင့်နေ။နှင်းပုပ်ဖွဲကြတဲ့ຢာတီမှာတော့ထင်းရှူးပွင့်တွေကနှင်းနေချမ်းမှရရဲ့ဖူးပွင့်နေ။တကယ်တော့ຫນွေမိုးဆောင်ຢာတီပဲ။ဘယ်ຢာတီဖြစ်ဖြစ် ပန်းတွေကပွတ်မယ်ဆိုပွင့်လိုက်တာပါပဲ။အချိန်မရွေးပန်းတွေပွင့်နေ။ပန်းပွင့်တဲ့အချိန်ဆိုတာရှိတတ်တယ်။ပန်းမပွင့်တာဟာမပွင့်တဲ့အကြောင်းတရားရှိတယ်လို့ပန်းပွင့်တာဟာလည်းပွင့်တဲ့အကြောင်းတရားရှိတယ်။ဘယ်အချိန်ပွင့်ပွင့်ပွင့်တဲ့အကြောင်းတရားကိုစီသူတို့မှရှိကြတယ်။ပန်းပွင့်တိုင်းမှာကုံနဲ့သက်ဆိုင်တဲ့ຫນွေဥရာတွေတခုရှိကြတယ်။သူတို့ဘယ်အချိန်ပွင့်ရင် အဲ့ဒီအချိန်ဟာသူ့ရဲ့နှွေဥရာသီပဲဖြစ်တယ်။စောင်းနှင်းကြမှာပွင့်တဲ့ cherry ဟာစောင်းရာသီကိုအန်တူပြီးနှွေဥရာသီစီအရောက်လှမ်းပါတယ်။ကုမူဒရာ၊ညမွေပန်း၊စပယ်ပန်း၊ morning glory စတဲ့ပန်းတွေဟာညအိတ်ချိန်မှာပွင့်တဲ့ပန်းဖြစ်တယ်။ကဘာမြေကြီးအိမ်မောကြချိန်လူတွေအိမ်မက်မက်ချိန်မှာသူတို့ဟာအစွမ်းကုန်ပွင့်လန်းနိုင်ဖို့ကြိုးစားနေချိန်ဖြစ်တယ်။လလပပပွင့်ထားတဲ့ပန်းပွင့်ကိုပဲလူတွေတွေ့မြင်ကြတာ။ အေးလို့ပွင့်ဖို့ပန်းတပွင့်နိုင်ရဲ့စူးစားရုံးကံမှုကိုတော့ညကပဲသိပါရယ်ပန်းပွင့်တဲ့အချိန်မှာပန်းဟာစိတ်စိတ်ငြိမ်ငြိမ်အတန်မထွက်ဘသူကမှမပြောဘဲပွင့်လန်းနေဘဲပန်းကမှ သူ့ပွင့်ကံဒီလှလှရှာရှာဖြစ်တာမျိုးအော်ကြီးဟစ်တဲ့နဲ့ငေါပွင့်တော့မယ်ငါပန်းပွင့်တော့မယ်လို့မအော်ဘူးဘူးတကယ်လို့လူသာပန်းတပွင့်ဖြစ်ခဲ့ရင်စိတ်စိတ်ငြိမ်ငြိမ်ပွင့်လန်းတတ်တဲ့သူဘယ်နှယောက်များရှိနိုင်မလဲပန်းတွေမှာ အဖြူအဝါအပြာအနီအစိမ်းချက်သွေးပန်းရောင်အနက်စတဲ့အယောင်တွေအမျိုးမျိုးရှိကြတယ်။အနီရောင်ကချက်သွေးရောင်ထက်အထက်တန်းမကြသလိုအဝါရောင်ကလည်းအဖြူရောင်ထက်မနှိမ့်ကြပါဘူး။ပန်းရောင်ကအနီရောင်ကိုကိုစားမပြုတ်နိုင်သလိုအပြာရောင်ကလည်းအစိမ်းရောင်ကိုကိုစားမပြုတ်နိုင်ပါဘူး။ပန်းနိုင်က သူ့အယောင်နဲ့သူ ကြီးကျယ်မြင့်မြတ်ပါတယ်။စပယ်မှာလည်းသူ့ဆွဲဆောင်မှုနဲ့သူ နင်းစီမှာလည်းသူ့တောက်ပမှုနဲ့သူခန္ဓမာကလည်းလူကိုညှို့ယူနိုင်တယ်လို့မတ်မွန်ပွင့်တွေကလည်းလူကိုဖန်ဆားနိုင်ပါတယ်။စီစဝါလှတယ်လို့အမိမတိတဲ့ပန်းရိုင်းတွေကလည်းလှပါတယ်။ပန်းတိုင်းမှာသူ့အလှနဲ့သူကိုစီရှိကြတယ်။ပန်းတပွင့်ရဲ့အလှကတခြားပန်းတပွင့်ကိုကိုစားမပြုတ်နိုင်ပါဘူး။ပန်းတပွင့်ကတခြားပန်းတပွင့်ကိုမနာလို့မဖြစ်တတ်ဘူး။မခွဲခြားမဆက်ဆံတတ်ဘူး။ ရံညိုမထတတ်ဘူးအညိုအတေးမထတတ်ဘူးမဆဲတတ်ဘူးပန်းတပွင့်ကသူပွင့်ချင်ရောက်လို့ဆိုပြီးတခြားပန်းတပွင့်မပွင့်အောင်မတားဆီးဘူးတခြားပန်းပွင့်ကပိုလှတယ်ဆိုပြီးသူ့ထက်ပိုလှတဲ့ပန်းတွေကိုမနာလိုတာမဖြစ်ဘူးဖဲပန်းကမှကိုကိုကိုစားမပြုတ်နိုင်ဘူးဆိုရာပန်းနိုင်သေးတယ်ကို့အဖူကိုကိုပဲပွင့်ရတယ်တခြားပန်းလောက်ပွင့်တာမလှပါစေကိုကိုကိုပွင့်လန်းကြတယ် တခြားပန်းတွေဘလောက်လှအောင်ပွင့်နေနေကိုယ်တိုင်ပွင့်လန်ဖို့ကအရေးကြီးဆုံးဖြစ်တယ်။ပန်းတပွင့်ညှိုးနွမ်းသွားလို့ကျွေသွားရင် သူ့ဟာတခြားပန်းတပွင့်ရဲ့အာဟာရဖြစ်သွားတယ်။ပန်းတပွင့်တည်ဆုံသွားရင်သူ့နဘေးကပန်းကပိုပြီးလှလှပပဖူပွင့်နိုင်တယ်။ပန်းပွင့်နေကြတဲ့မှာပဲပန်းတွေကရှင်သန်နေချင်းခဲ့တာ။တစည်းနွယ်ပန်းကမနက်၃နာရီမှပွင့်နေ။တဟာနေ့ရက်တရက်တာမှာအစောဆုံးပွင့်တဲ့ပန်းဖြစ်တယ်။ အိမ်နောက်မှာ morning glory နှင်းစီရိုင်းစတဲ့ပန်းတွေပွင့်ကြတယ်။ပန်းပွင့်သေးပေမဲ့အရင်ဆုံးအစောဆုံးပွင့်ကြတယ်။ညအမောင်ကိုခွင်းပြီးပွင့်လန်းကြတယ်။နေဆိုတဲ့ပန်းပွင့်ကြီးကိုလက်နိုးအောင်ပွင့်ပြတယ်။ပန်းတပွင့်ရဲ့ရှေ့မှာတင်စိတ်ကိုတီတီငင်ငင်ထားရင်ပန်းပွင့်တဲ့အတန်ကိုတင်ချားနိုင်တယ်လို့လူတွေကပြောကြတယ်။ပန်းပွင့်ချိန်တကယ်ပဲအတန်ရှိသလား။ ပန်းပွင့်တပွင့်နိုင်စကားပြောတတ်တယ်လို့လူတွေကဆိုကြတယ်။ပွင့်အားလိုက်တဲ့ပန်းတွေကဟားလိုက်တဲ့ပစက်လိုပါပဲ။ပွင့်ဖက်တွေကဆွဲဆောင်မှုရှိရဲ့နှကန်းလာတွေပေါ့။ပစက်ရှိလျက်နဲ့ပန်းတွေပြောတဲ့စကားကိုဘာလို့မကြားရတာပါလဲ။တကယ်တော့ပန်းတွေဟာပစက်ရှိလျက်နဲ့နှုတ်ဆက်သူတွေဖြစ်တယ်။သူတို့ဟာစကားပြောစရာမလိုခဲ့ဘူး။ပန်းဆိုရဲသူတို့ကိုယ်တိုင်ကပဲ အလှဆုံးစကားလုံးတွေဖြစ်နေခဲ့ပါတယ်။ပန်းအမရရဲ့အသက်ကတူတောင်းကြတယ်။ပန်းပွင့်ချိန်တူကြတယ်။ဖယုံပွင့်ဖရဲပွင့်တွေကမနက်ခင်းမှာပွင့်ပြီးနေ့ခင်းပိုင်းမှာညွန်းနှံကုန်ကြတယ်။ Morning Glory ကအရန်လှပတဲ့ပန်းမှာဒါပေမဲ့6နာရီ9နာရီလောက်သာခန်းနေ။အဝါရောင်ပန်းတွေပွင့်တဲ့ဒုတ်တလီက10နာရီလောက်ပဲခန်းနေ။ခနမာပန်းကြောက်ပန်း စရာတွေကနည်းနည်းခံတယ်။9ရက်6ရက်လောက်ပဲခံတယ်။ Cherry Pan ပွင့်စဉ်က4ရက်ကနေ10ရက်လောက်ပဲရှိတယ်။ Mammon Pan စပယ်ဝါတွေကလည်း10ရက်လောက်ပဲခံတယ်။တိခွာပန်းတွေကပိုတက်ရှိခံတယ်။တချို့တိခွာပန်းတွေကတလလောက်ခံတယ်။အပူပိုင်းမှာပွင့်တဲ့တိခွာပန်းတစ်မျိုးကရက်ပေါင်း80ခံတယ်။ပန်းတွေထဲမှာအသက်အရှည်ဆုံးပန်းဖြစ်တယ်။ သူမှုဒရာပန်းက၃နိုင်လောက်တာခန့်တဲ့ပန်းဖြစ်တယ်။သူဟာပန်းနေထဲမှာအသက်အတူဆုံးပန်းတော့မဟုတ်ဘူး။တောင်အမေရိကတိုင်းအမေဇုန်တောမှာရှိတဲ့ Victoria ဂျာပန်တစ်မျိုးဖြစ်တယ်။မနက်ခင်းပိုင်းလေးမှာပဲပွင့်ပြီးနိုင်ဝက်အကြံမှာညှို့နှမ်းသွားပါတယ်။ဂျပန်စာရေးဆရာ Rasunari Kawabata ကပြောတယ်။ပန်းပွင့်တာသေးဖို့တဲ့။ လောကီမှာရှိတဲ့ပန်းတွေတိုင်းကတေးရမှာကိုကြောက်လို့ဆိုပြီးမပွင့်ပဲမနေကြဘူးပွင့်ပြီးရင်ညှိုးနှံတည်ဆုံးရမယ်ဆိုပြီးမပွင့်ရဲပဲလည်းမနေဘူးအချိန်ဘလောက်တူတူလေးပဲခံခံသူတို့ကတော့အလားဆုံးပွင့်လန်ပြီးအလားဆုံးအချိန်ကိုလူလောကမှာထားရစ်ခဲ့ကြတယ်သူတို့ကတည်ဆုံးသွားရင်သူတို့ရဲ့အနောက်မျိုးဆက်တွေဆက်ပေါ်လာတယ်သူတို့ရဲ့အနောက်မျိုးဆက်တွေဆက်ပွင့်လန်းတယ်ပန်းပွင့်ချိန်မှာ န်းရှိကိုတင်ရောက်လာတာဟာတင်တဲ့ပန်းရဲ့ရှေးရီဆက်ပဲဖြစ်တယ်။တောင်ပေါ်မှာလှလပပပွင့်လန်းနေတဲ့တော်ရိုင်းပန်းတစ်ပွင့်ကိုကျမတွေးလိုက်တယ်။အဲ့ဒီပန်းရဲ့နာမည်ကဘာလဲတော့မသိဘူး။ဘာကြောင့်အဲ့ဒီနေရာမှာသူစိတ်စိတ်ငြိမ်ငြိမ်ပူပွင့်နေတယ်လဲဆိုတာကိုလည်းကျမမသိဘူး။ဒီတောင်ကတခြားတောင်တွေရဲ့ပလဲကြမှာရှိတယ်။နာမည်ရှိတဲ့တောင်လည်းမဟုတ်ဘူး။တောင်တက်သမားတွေမလာတာလဲနှစ်တည်းကြာခဲ့ပြီ။ အရင်တုန်းကလည်းဘသူမှအရောက်ပေါက်မရှိခဲ့တဲ့တောင်မှာထီတော်ရိုင်းပန်းလေးကအဲ့ဒီတောင်မှာငွားငွားဆင်းဆင်းပွင့်လို့ကြီးမဲ့သူမရှိသလိုတိမဲ့သူလည်းမရှိဘူးတတလုံးပွင့်ခဲ့တဲ့သူတို့ကိုဘသူမှအသိခဲ့မှလည်းမဟုတ်ဘူးတဆုသူပါကြောင့်ပွင့်တယ်လေလူတွေမသိလဲလူတွေမကြည့်လဲသူကတော့ကြိုးစားပြီးပွင့်လန်းနေပါတယ်အစွမ်းကုန်ပွင့်လန်းနေပါတယ် လေးလေးနက်နက်ပျော့ပျော့ရွှင်ရွှင်ပွင့်လန်းနေပါတယ်။သူတို့တိရာကသူတို့ပွင့်နာကိုမျက်ကလေးတွေကြည့်နေတယ်။ပိုးကောင်လေးတွေကြည့်နေတယ်။ငှက်ကလေးတွေတိမ်ဖြူဖြူတွေကောင်းကင်ပြပြနေကကြည့်နေတယ်ဆိုတာသူတို့သိတယ်။တီတော်ရိုင်းပန်းလေးကတခြားပန်းတွေနဲ့မပြိုင်ဆိုင်ဘူးမလူဘူး။တခြားလူအတွက်သူပွင့်နာမဟုတ်ဘူး။သူ့အတွက်သူပွင့်လန်းတာပါ။ ီလောကမှာရှိတဲ့ပန်းတပွင့်တိုင်းကိုစီချူနှစ်သက်တဲ့သူတွေရှိကြတယ်လို့တချို့ကပြောတယ်။ဒီလိုဆိုရင်ဒီတော့ဒီတောင်ထဲမှာပွင့်တဲ့တောရိုင်းပန်းလေးတွေရောလူတွေချီချူနှစ်သက်ခဲ့ကြပါသလား။တကယ်တော့လောကမှာရှိတဲ့ပန်းတပွင့်တိုင်းကမှုေးခဲ့ဘူးတယ်၊လှခဲ့ဘူးတယ်၊ပွင့်ခဲ့ဘူးတယ်၊လန်းဆန်းခဲ့ဘူးတယ်၊ပြားပဒုံတွေနှမ်းရှုံခဲ့ဘူးတယ်။ လိပ်ပြာတွေနဲ့တွေ့ဆုံခဲ့ဘူးတယ်။လေနှုအေးတွေအဖော်ပြုခဲ့ဘူးတယ်။နေရောင်တွေထွေးပွေခဲ့ဘူးတယ်။ရှင်သန်လာတာကနေဖူးပွင့်တည်ဆုံသွားတဲ့အထိလူတွေမတွေ့ရှိခဲ့ဘူးလေ။တလောကလုံးကအတိမတ်မပြုခဲ့ဘူးလေ။သူကတော့အစွမ်းကုန်လှလပပဖူးပွင့်နေမှာပါပဲ။တကယ်ပဲတယောက်မှအဲ့ဒီပန်းလေးတွေကို မတွေ့ခဲ့ကြဘူးလား။ ကဲ့ပါဒီကနေ့ရဲ့ podcast by Fusu ဆိုတဲ့အစီအစဉ်လေးကနေပြီးတော့ပပြပြီးခဲ့တဲ့အကြောင်းအရာလေးကို channel သက်မယ်လို့မျှော်လင့်ပါတယ်။ပိတ်သက်များအားလုံးပဲပျော်စရာကောင်းတဲ့အချိန်လေးကိုဆက်လက်ပိုင်ဆိုင်နေကြပါစီရှင်။